အင်္ဂလိပ်စာအင်္ဂလိပ်စကားမှာ verb ဆိုရဲကရိယာမပါပဲဝါကျတဲ့ကြောင့်မဖြစ်ပါဘူးဆိုတော့စကားပြောတဲ့အခါပဲဖြစ်ဖြစ်စာရေးတဲ့အခါပဲဖြစ်ဖြစ်အင်္ဂလိပ်စကားမှာ verb ကရိယာကအရင်ရေးကြည့်နေရတွေ့ရပါလိမ့်မယ်ဒီနေ့တော့ nine parts of speech ဝါစင်က၉မျိုးတဲ့ကမှာတတိယမြောက်ဖြစ်တဲ့ကရိယာကဏ္ဍကိုမျှဝေပြပါမယ်အင်္ဂလိပ်စကားမှာကရိယာမျိုးစားပေါင်းစုစုပေါင်း၁၀မျိုးထိအောင်ကျွန်တော်တို့သတ်မှတ်ထားပါတယ် တချို့ကလည်းအဲ့ထက်ပို့ပြီးတော့နာမည်တက်မယ်တချို့ကလည်းအဲ့ထက်နည်းပြီးနာမည်တက်ပါမယ်ကရိယာအမျိုးအစား10မျိုးဆိုတာအကုန်လုံးကတော့ကွဲပြားခြားနားနေတာမဟုတ်ပါဘူးတချို့ကရိယာတွေဟာလုံဆောင်ချက်လေးတွေကွာသွားပြီးနာမည်ကွာတာပဲရှိတာပါကရိယာရေးပုံရေးနည်းအတန်ထွက်ပုံထွက်နည်းတွေကအတူတူပါပဲဒါဆိုရင်ပထမဆုံးနံပါတ်1ကစလိုက်တာကြည့်အောင်ပထမဆုံးကရိယာတွေအရတော့ကျွန်တော် action ကိုပေါ်ပြတဲ့ကရိယာတွေပါလုံဆောင်ချက်ကိုပေါ်ပြတဲ့ကရိယာတွေပေါ်ပြခုံဒီလို့ပြောချင် jump လမ်းလျှောက်သည်ဆိုရင် walk ပြေးသည်ဆိုရင် run ကစားသည်ဆိုရင် play ဒီနေရာမှာဆော့ကစားတာကိုလည်း play လို့သုံးပြီးတော့ဂီတတူရီယာတစ်ခုခုတီးတာကိုလည်း play နဲ့သုံးတယ်တချင်းတွေပါတွေဖွင့်တာကိုလည်း play ဆိုတဲ့ကရိယာနဲ့သုံးတယ်စကားပြောတာကို speak ဒီလိုကရိယာလေးတွေကိုကျွန်တော်တို့က action လှုပ်ဆောင်ချက်ကိုပေါ်ပြတဲ့ကရိယာလေးလို့သတ်မှတ်ပါတယ်ဒုတိယမြောက်ကရိယာမျိုးစားကတော့ linking verbs လို့ခေါ်ပါတယ် ချိတ်ဆက်ပြီးတော့မှသုံးရတဲ့ကရိယာလေးတွေပါဒီကရိယာတွေအကုန်လုံးဒီပေါင်းမှာနောက်ကနေ adjective လိုက်ပြီးသုံးလို့ရပါတယ်ဘာလို့လဲဆိုတော့ seem ပုံပေါ်သည်ဒီ seem ဆိုတဲ့ကရိယာကနောက်မှာ adjective နဲ့အများအားဖြင့်တွေ့ရပါလိမ့်မယ် adjective တွေကဘာလို့လဲဆိုတာကတော့ adjective ကဏ္ဍကြောင့်မှကျွန်တော်ပြောပါမယ် look ပုံပေါ်သည် look ရဲ့အဓိပ္ပာယ်လေးကအများကြီးရှိနေလိမ့်မယ် look ကိုကျွန်တော်တို့ကကြည့်တယ်လို့ပြောလို့ရတယ်ဒါပေမဲ့ look ရဲ့နောက်မှာ adjective သုံးလိုက်ရင်တော့ပုံပေါ်တယ်ထင်ရတယ် ပျော်နေတဲ့ပုံပဲဝမ်းနည်းနေတဲ့ပုံပဲဒီလိုပြောတဲ့အခါတွေမှာလုတ်ခေါ်သုံးလို့ရပါတယ် become ဖြစ်လာသည် be ဖြစ်သည်ရှိသည် be ဆိုတဲ့ကရိယာကတော့အရန်ကျယ်ပြန့်နေတာ တွေ့ရလိမ့်မယ်ပစ္စုပန်ကဏ္ဍမှာကိုယ်เจ้าကိုပြောမယ်ဆိုရင် I am လို့ဖြစ်သွားတယ် I be လို့မရတော့ I am second person ဒုတိယပုဂ္ဂိုလ်ကိုရှိရလို့ပြောခြင်း mean လို့ပြောခြင်းတော့ you are ငါတို့တွေလို့ပြောခြင်း we are မင်းတို့တွေလို့ပြောခြင်း you are သူတို့တွေဆိုရင် they are အနေငယ်နေအကုန်လုံးကို is နဲ့သုံးပါတယ် he is သူမသည် she is ၎င်းသည် it is ကလေးတယောက်သည် a child is စာအုပ်တော်သည် a book is ဒါကို be verb လို့ပြောတာဖြစ်ပါတယ်ဒီ be verb အမျိုးအစားတွေကပစ္စုပန်မှာတစ်မျိုးအတိတ်မှာတစ်မျိုးအနာဂတ်မှာတစ်မျိုးဖြစ်နေရတွေ့ရနိုင်မယ်ဒီလိုပွဲပြားနေတာတွေကိုသိဖို့ဆိုရင်ကျွန်တော် English grammar မှာအရေးကြီးတဲ့ကာလစံနှမျိုးသို့မဟုတ် tense စံနှမျိုးဆိုတာကိုအသေးစိတ်ဥပမာလေးနဲ့တကွာ video လေးကျွန်တော်တင်ပြထားပြီးသားပါအဲ့ဒါလေးတွေကိုလေ့လာနေပါတယ်အဲ့ဒီ video လေးတွေကိုသာလေ့လာနိုင်မယ်ဆိုရင် be verb ကိုပစ္စုပန်အတိတ်အနာဂတ်နှီးမျိုးစုံမှာတုံးထားတာကိုတွေ့ရမှာဖြစ်ပါတယ်လေ့လာရမှာဖြစ်ပါတယ်ဒါဆို be verb ကိုကျွန်တော်ကြော်လိုက်တော့မယ်နောက်တစ်ခုကတော့ feel feel ရတဲ့ဘေးကခံစားသည်သူ့ကိုလည်းနောက်မှာ adjective ထည့်သုံးလို့ရပါတယ် ဒါကဒုတိယမြောက်ကရိယာမျိုးစားပါ linking verb ပါ။နောက်နောက်တတိယမြောက်ကရိယာမျိုးစားတွေကတော့ transitive verbs ။နောက်မှာ object တိုက်ရိုက်လိုက်လို့ရတဲ့ကရိယာတွေပါ။ object ဆိုတာကိုကျွန်တော်တို့ကံပုတ်လို့ပြောလို့ရတယ်။ကံပုတ်ဆိုတာကဘာလဲဆိုတာပြန်ပြောရရင်ကရိယာရဲ့နောက်မှာနေတဲ့နာမ်ပုတ်တွေကို object လို့ခေါ်ပါတယ်။အများတန်းကရိယာရဲ့နောက်မှာတော့မဟုတ်ဘူး။တခါတရံမှာ we verb ရဲ့နောက်မှာလည်းနေနိုင်တယ်။ဒါတွေကို object လို့ခေါ်ပါတယ်။ object တွေဟာနာမ်ပုတ်ဖြစ်နိုင်တယ်။ nouns လို့ခေါ်တဲ့ pronoun တွေဖြစ်နိုင်ပါတယ်ပြီးရင် noun phrase လို့ခေါ်တဲ့ noun အစုအဖွဲ့လေးတွေလည်းဖြစ်နိုင်ပါတယ်ဒါတွေကို object လို့ခေါ်ပါတယ်ဆိုတော့အခုပြောမဲ့ transitive verbs တွေဆိုရင်နောက်မှာ object diet လို့ရမှာဖြစ်ပါတယ်ဘာလို့လဲဆိုတော့ eat စားသည် drink တောက်သည် bring ယူလာသည် hate မုန်းသည် play ကစားသည်တို့မဟုတ်တီးခတ် forgive ခွန်လို့ဒီ admire လေးစားသည် love ချစ်သည်ဒီကရိယာရဲ့နောက်မှာဆိုရင်နံပုတ်သို့မဟုတ် object တည့်ရိုက်ထည့်လို့ရပါတယ်ဥမာသူတရားကိုချစ်တယ်ဆိုရင် i love နောက်ကလူထည့်လိုက်လို့ရတယ်အရာဝတ္ထုထည့်လို့ရတယ် i love you နာမည်ကိုချစ်တယ်အဲ့မှာဆိုရင် i ဆိုတာက subject ကျွန်တော်ပြီးခဲ့တဲ့ pronoun ကဏ္ဍမှာပြောခဲ့တယ် love ချစ်သည်ဆိုတဲ့ကရိယာပါဘယ်သူ့ကိုချစ်တာလဲဆို you တင့်ကိုအဲ့ညာမှာ you က object pronoun ဖြစ်သွားပါတယ်။နောက်တစ်ခု I eat an apple ငါပန်းသီးတစ်လုံးကိုစားတယ်။ I subject ပါငါသည် eat စားသည်ဘာကိုစားတာလဲ an apple ပန်းသီးတစ်လုံးဒါဆိုရင် eat က verb an apple က noun ပုံပေါ့ဗျာ။သို့မဟုတ် object လို့ပြောလို့ရတယ်။ဒါဆိုရင်ကျွန်တော်ရှေ့မှာပြောလိုက်တဲ့ကရိယာလေးတွေဟာနောက်မှာ noun ပုံတိုက်ရိုက်လိုက်လို့ရတဲ့ကရိယာတွေဖြစ်ပါတယ်။သို့မဟုတ် object တိုက်ရိုက်လိုက်လို့ရတဲ့ကရိယာတွေဖြစ်ပါတယ်။ လေးခုမြောက်ကရိယာမျိုးစားကတော့ intransitive verbs ပါ intransitive verbs ကတော့ဆိုဆို transitive verbs တွေရဲ့စံကျင်ဘက်ပါ သူရဲ့နောက်မှာ object တိုက်ရိုက်လိုက်လို့မရပါဘူးသူရဲ့နောက်မှာ noun ပုတ်တိုက်ရိုက်လိုက်လို့မရပါဘူးဒီကရိယာတွေဟာနောက်မှာ object မပါဘဲလေပြည့်စုံတယ်ဆိုတဲ့ကရိယာတွေဖြစ်ပါတယ် object လုံးဝမလိုက်ရဘူးလို့ဆိုလိုတာမဟုတ်ပါဘူး object လိုက်ရင်လေဝိဘတ်ခံရမယ်မလိုက်ဖဲနေရင်လေသူ့ဟာသူပြည့်စုံတယ်လို့ပြောတာဖြစ်ပါတယ်ဥပမာ jump ခုန်သည်အဲ့တော့ဘာကိုခုန်လဲဆိုတာထည့်ပြောစရာမလိုဘူးလူတူတယောက်ရှေ့မှာခုန်တဲ့သူပါရင်ဝကြပြေဆောင်သွားပြီ i jump he jumps she jumps ဒါဆိုရင်ဆရာဘာလို့စတာပါသွားတာလဲဆိုတော့ဒါကိုကျွန်တော်ပြောရမယ်ကရိယာကဏ္ဍမှာဆိုရင်ဒါအရေးကြီးပါတယ်အဲ့တော့ပစ္စုပန်ကဏ္ဍမှာဆိုရင်အများကြီးလို့ခေါ်တဲ့ first person i second person you first person plural ပထမပုဂ္ဂိုလ်အများကြီး we second person plural ဒုတိယပုဂ္ဂိုလ်အများကြီးသင်တို့ you ဆိုတာလေပြီးရင် that person plural ဖြစ်တဲ့သူတို့ဆိုတဲ့ they d i u we you they ဒီ subject အများကြီးနေဆိုရင်ကျွန်တော်ကရိယာအများကြီးဖြစ်ရတယ်ကရိယာအများကြီးဆိုတာကမူရင်းကရိယာသုံးလိုက်တာဖြစ်ပါတယ်ဥပမာစားတယ်ဆိုရင် eat ခုန်တယ်ဆိုရင် jump ငါခုန်တယ်ဆိုရင် i jump သင်ခုန်တယ်ဆိုရင် you jump ငါတို့ခုန်တယ်ဆိုရင် we jump မင်းတို့ခုန်ကြတယ်ဆိုရင် you jump သူတို့ခုန်တယ်ဆိုရင် they jump ဒါပေမဲ့တတိယပုဂ္ဂိုလ်ယောက်ျားလေးဖြစ်တဲ့ he သူသည် she သူမသည် it ၎င်းသည်တခြားတဦးတယောက်တစုံတစ်ခုအကုန်လုံးကိုကျွန်တော်တို့ကတစ်ခုချင်းစီဆိုရင် anagin ကိုသတ်မှတ်တယ်ဆိုတော့သူခုန်တယ်ဆိုရင် he jumps နောက်မှာ s ပါသွားတယ် she jumps it jumps ကလေးတယောက်ခုန်တယ် a child jumps ဒါကတာမန်ကရိယာမလို့ပါအဲတချို့စမ်းပြတဲ့ကရိယာတွေဆိုရင် အနေကင်းဆိုရင်အတန်လေးပြောင်းသွားတယ်ဥမာကြည်တီဆိုတဲ့ကရိယာမှာ watch နောက်မှာ ch စောင်းနဲ့ခြာတန်ထွက်ရတယ်ဆိုတော့အများကြီး subject တွေဆိုလို့ရှိရင်တော့ watch နဲ့ပြီးတယ် i watch ဘာကြည့်ရလဲထည့်ပြောလို့ရသေးတယ် i watch tv သင်ကြည့်ရဆိုရင် you watch tv မတော်ကြည့်ရဆိုရင် we watch tv တို့ကြည့်ရဆိုရင် they watch tv မင်းတို့ကြည့်ကြရဆိုရင် you watch tv ဒါပေမဲ့သူကြည့်တယ်လို့ပြောလိုက်ရင်ကျွန်တော်တို့ကပြောင်းသွားပြီအတန်ပြောင်းသွားပြီနောက်မှ ES ဆိုတာလေးပါလာတာနဲ့မြန်အတန်မှာပြောင်းသွားတယ် he watches tv watch နဲ့လည်းမရတော့ဘူး watches he watches tv it watches tv my father watches tv ဒါဟာအနေကအများကြီးပြောင်းတယ်ဆိုတာလေးပြောပြတာပါဆိုတော့အမြဲတမ်းဒီ watch တစ်လုံးနဲ့ရှိရလားဆိုတော့မဟုတ်ဘူး sh နဲ့ဆုံးတဲ့ကရိယာလေးရှိတတ်တယ် ch နဲ့ဆုံးတဲ့ကရိယာလေးရှိတတ်တယ်ဒါလေးတွေဆိုရင်အများအပြားအတန်လေးတွေပြောင်းတာကိုသတိထားပါမယ်ဒါဆိုရင်ကျွန်တော်ပြောလတ်စာ intransitive verb ကိုဆက်ပြောပါမယ် jump ခုန်တီ dance ကတီ fly ပြန်တန်းတီ grow ကြီးထွားလာတီ listen နားထောင်တီ pray ဆုတောင်းတီဒီကရိယာတွေဟာနောက်မှာနံပုတ်မလိုပဲသူ့အတူပြည့်စုံသွားတဲ့ကရိယာတွေဖြစ်ပါတယ်ဒါကြောင့်မလို့ ဒီကရိယာမျိုးစားတွေကို intransitive verbs လို့ခေါ်တာပါအဲကျွန်တော်ပြောလိုက်တဲ့ကရိယာအကုန်လုံးက intransitive verb ပြည့်စုံသွားပြီလားဆိုတော့မဟုတ်ပါဘူးအင်္ဂလိပ်စကားမှာကရိယာပေါ့အများကြီးရှိပါတယ်ဒါကြောင့်မလို့ကိုလေးလာလိုက်တဲ့ကရိယာဟာ transitive verb လား intransitive verb လားဆိုတော့ dictionary သုံးမှပဲပို့ပြီးတော့အတိအကျသိရမှာဖြစ်ပါတယ်ကျွန်တော်ကိုယ်တိုင်ကတော့ dictionary ထဲမှာရှိသင့်ပြကရိယာတွေအကုန်လုံးကိုလိုက်ပြောဖို့အချိန်ရမှာမဟုတ်ပါဘူး။ကိုယ်ကိုယ်တိုင်လေ့လာတာပိုပြီးကြိုးရှိပါတယ်။ဒါကြောင့်ဥပမာလေးတော့ပဲကျွန်တော်ပြတာပါ။ဒီနေရာမှာ transitive verb နဲ့ intransitive verb လေ့လာပြီးပြီဆိုလို့ရှိရင် ထပ်ပြီးတော့ရှုပ်လာမယ့်အပိုင်းလေးရှိတယ်။အဲ့ဒါပါလဲဆိုတော့တချို့ကရိယာတွေက transitive verb နေနဲ့လုံးလုံးလို့ရတယ်။ intransitive verb နေနဲ့လည်းအလုံးလုံးတယ်။ဥပမာ grow ဆိုတဲ့ကရိယာပေါ့ဗျာ။ grow ရဲ့အဓိပ္ပာယ်က ကြီးထွားတယ်လို့ပြောလို့ရတယ်။စိုက်ပျိုးတယ်လို့ပြောလို့ရတယ်။သူကသူကြီးထွားလာတယ်ဆိုရင်တော့ကျွန်တော်တို့က intransitive verb လို့သတ်မှတ်တယ်။ဥပမာတစ်ပင်တစ်ပင်ဟာတဖြည်းဖြည်းကြီးထွားလာတာ။ကလေးတစ်ယောက်ကြီးထွားလာတာ။တိရစ္ဆာန်တွေမွေးထားတယ်။သူကသူကြီးထွားလာတာပြောချင်ရင်ကျွန်တော်တို့ grow ကို intransitive verb နဲ့သုံးပါတယ်။ဥပမာ this plant is growing really fast ဒီပင်လေးကတော့ကြီးထွားတာအများကြီးနေတယ်။ဒါပေမဲ့ စိုက်ပြိုးတယ်ဆိုတဲ့အဓိပ္ပာယ်နဲ့သုံးရင်ကျတော့သူက transitive verb ဖြစ်သွားတယ်။ဥပမာကျွန်တော်ကသစ်ပင်လေးစိုက်တယ်လို့ပြောချင် I grow plants ။ဒါဆိုရင် plant ဆိုရဲ object သို့မဟုတ် noun ဘုတ်ကနောက်ကကရိယာနောက်မှာတန်းပါလာဖြစ်တဲ့ကြောင်းသူဟာ transitive verb ဖြစ်သွားတာဖြစ်ပါတယ်။ဆိုတော့အဲ့လိုအင်္ဂလိပ်စကားမှာ transitive verb နေနဲ့သုံးလို့ရတယ်။ intransitive verb နေနဲ့သုံးလို့ရတာလေးတွေအများကြီးတွေ့လာရပါဦးမယ်။ဆိုတော့ကိုပြောချင်တဲ့ကရိယာတိုင်းကိုအတိအကျသိချင်ရင် dictionary ကြည့်ရတော့မှာဖြစ်ပါတယ်။ ဟုတ်ပြီဒါဆိုရင်ငါးခုမြောက်ကရိယာအမျိုးအစားကိုကြည့်ပါမယ်ကျွန်တော်ရှင်းမှပြောခဲ့သလိုပဲအမျိုးအစားတွေ꿰ရဲဆိုရင်မဲ့လေဒီကရိယာတွေကြည့်ပြန်တွေ့နေရလဲဖြစ်နိုင်တယ်ငါးခုမြောက်ကရိယာအမျိုးအစားကတော့ regular vowels ပါ regular ဆိုတာပုံမှန်ပြောတာပုံမှန်ကရိယာတွေပေါ့ဗျာပုံမှန်ကရိယာတွေဆိုတာဘာလို့ဆိုတော့လဲဆိုတော့အထူးသဖြင့်အတိတ်ကရိယာနဲ့ပြီးစီးကရိယာဆိုတဲ့နေရာတွေမှာအပြောင်းလဲရှိမရှိဆိုတာပုံမူတည်ပြီးတော့ကျွန်တော်တို့ကပုံမှန်ကရိယာလားပုံမှန်မဟုတ်တဲ့ကရိယာလားဆိုတော့ခွဲလို့ရပါတယ် အတိတ်ကရိယာမှာဆိုရင်မူရင်းကရိယာရဲ့နောက်မှာ ed ပေါင်းအောင်မယ်ပြီးစီးကရိယာမှာလည်းမူရင်းကရိယာရဲ့နောက်မှာ ed ပေါင်းအောင်မယ်အဲ့လို ed နဲ့ပြီးဆုံးတဲ့ကရိယာတွေအကုန်လုံးကို regular verbs လို့ခေါ်တာဖြစ်ပါတယ်ပုံမှန်ကရိယာတွေပေါ့ဗျာကျွန်တော်ပုံတည်သတ်မှတ်ထားလို့ရတယ်ဟုတ်ပြီဒီကရိယာကိုတွေ့ရင်အတိတ်ဆိုရင်နောက်က ed ပေါင်းလိုက်ပြီးစီးကရိယာဆိုရင်နောက်မှာ ed ပေါင်းလိုက်ဒါဆိုပြီးပြီဒါကို regular verbs လို့ခေါ်တယ်ဥပမာ jump ခုန်တည်ငါခုန်တယ်ပြစ္ဆုတ်ပန်တိုင်းပြောရင် i jump ဒါပေမဲ့ငါခုန်ခဲ့တယ်ဆိုရယ်အတိတ်ကိုပြောမယ်ဆိုရင် I jumped ငါခုန်ပြီးပြီဆိုပြီးတော့ကျွန်တော် PC ကရိယာပုံစံ present perfect လို့ past participle တုံးပြီးတော့ပြောမယ်ဆိုရင် I have jumped ဒါဆိုကျွန်တော် regular verbs တွေကိုပဲစဉ်းလေးနဲ့ပြောလိုက်ပါမယ် walk လမ်းလျှောက်သည် walk အလုပ်လုပ်သည် love ချစ်သည် want လိုချင်သည် need လိုအပ်သည် play ကစားသည် ဆိုဒီနေရာမှာပြန်ပြောရရင်တချို့ကရိယာလေးတွေမှာနောက်ဆုံးမှာအီးဆုံးနေရာတွေ့ရလိမ့်မယ်အဲ့လိုအီးဆုံးနေရင်ကြတော့အတိတ်ကရိယာတွေပြီးစီးကရိယာတွေမှာ ed ဆိုပြီးနောက်ထပ်ထပ်ပြီးတော့ e တလုံးထည့်မထည့်တော့ပါဘူးအဲ့ဒီအစားကကျွန်တော်တို့ d ပဲထည့်ပါတယ်ဥပမာချစ်ခဲ့သည်လို့ပြောခြင်း loved l o v e d လို့ဖြစ်သွားတယ်ပေါ့ဗျာအဲ့တော့ eed ဆိုပြီးမပြောတော့ဘူးပေါ့ဒါလေးကိုကျွန်တော်သတိထားစေချင်ပါတယ်နောက်တစ်ခုကတော့တချို့ကရိယာလေးတွေမှာဆိုလို့ရှိရင် နောက်ဆုံးစလုံးလေးပြောင်းပြီးတော့ ED ပေါင်းရတာလေးရှိတတ်တယ်။ဒါလေးတွေကိုလည်းကျွန်တော်သင်ခန်းစာအနေနဲ့တခြားပြန်ပြီးတော့ပြောချင်ပါသေးတယ်။ဒီနေ့သင်ခန်းစာထဲမှာတော့ကျွန်တော်အသေးစိတ်မထည့်တော့ပါဘူး။ဥပမာ try ကြိုးစားသည်နောက်မှာ why ဆုံးတယ်။အဲ့ဒီ why ဆုံးတဲ့ကရိယာကိုကျွန်တော်တို့ကအတိတ်ကရိယာလုပ်ချင်တယ်ဆိုလို့ရှိရင် why ကို i ပြောင်းပြီးတော့ ED ပေါင်းရပါတယ်။ T R I E D tried ကြိုးစားခဲ့သည်။ဒီမှာလည်းသူကစီကံလေးရရှိပါတယ်။ကျွန်တော်အဲ့ဒီစီကံလေးတွေကိုတက်တက်ထပ်ပြီးတော့ဗီဒီယိုလုပ်ပေးပါမယ်။ ဆိုတော့အဲ့လိုကရိယာလေးတွေကိုကျွန်တော်တို့က regular verbs လို့ခေါ်ပါတယ်။နောက်တစ်ခုကတော့ irregular verbs ပုံမှန်မဟုတ်တဲ့ကရိယာတွေပါ။ပုံမှန်မဟုတ်တဲ့ကရိယာတွေဆိုတာကတော့ပစ္စုပန်ကရိယာမှာပုံစံတစ်မျိုးအတိတ်ကရိယာပြောင်းလိုက်ရင်ပုံစံတစ်မျိုးပြီးစီးကရိယာလို့ပြောင်းလိုက်ရင်ပုံစံတစ်မျိုးဖြစ်သွားတတ်တယ်။အဲ့တော့တချို့ကရိယာတွေဆိုရင် အတန်လဲပြောင်းနေဆက်လုံးလဲပြောင်းနေတချို့ကရိယာတွေမှာဆက်လုံးမပြောင်းမနဲ့အတန်ပဲပြောင်းသွားတာဖြစ်တတ်တယ်။ဘာလဲဆိုတော့စာရေးတယ်ဆိုတဲ့ကရိယာမှာ write ါပစ္စုပန်မှာ right လို့သုံးမိမယ်စာရိတ်ခဲ့တယ်ဆိုရဲအတိတ်ကရိယာဖြစ်သွားရင် wrote စလုံးလေးပြောင်းသွားတယ်အတန်လေးပြောင်းသွားတယ်စာရိတ်ပြီးပြီဆိုရဲကရိယာမှာဆိုရင် written စလုံးလေးပြောင်းသွားတယ်အတန်လေးပြောင်းသွားတယ်အဲပြည့်စုံတဲ့ဝါကျလေးတစ်ခုအောင်ကျွန်တော်ပြောကြည့်ပါမယ်ငါစာတစ်စောင်ရေးတယ်ဆိုရင် i write a letter ငါစာတစ်စောင်ရေးခဲ့တယ်ဆိုရဲအတိတ်ကရိယာပြောမယ်ဆိုရင် i wrote a letter ။အာစာရေးပြီးပြီဆိုပြီးတော့ PC ကရိယာပုံစံနဲ့ပြောရှင်း I have written a letter. တခြား irregular verbs တွေပြောကြည့်ပါမယ်။မြင်းဒီဆွဲကရိယာပစ္စုပန်မှာ see အတိတ်မှာဆိုရင် saw PC ကရိယာပုံစံဆိုရင် seen တည်တည်ဆိုတဲ့ကရိယာပါပစ္စုပန်မှာ no အတိတ်မှာဆိုရင် knew PC ကရိယာမှာ known စားသည်ဆိုတဲ့ကရိယာပစ္စုပန်မှာ eat အတိတ်မှာ ate PC ကရိယာမှာ eaten သွားသည်ဆိုတဲ့ကရိယာပါပစ္စုပန်မှာဆိုရင် go အတိတ်မှာ went ပြီးစီကရိယာမှာဆိုရင် gone ပြုလုပ်သည်ဆိုတဲ့ကရိယာပါပစ္စုပန်မှာ do အတိတ်မှာ did ပြီးစီကရိယာပုံစံမှာ done ဒီကရိယာအပြောင်းအလဲတွေကိုလည်းကျွန်တော်က tense နဲ့မျိုးသင်ပြရတဲ့အထင်ပါအသေးစိတ်ပါပြီးသားဖြစ်ပါတယ်အသေးစိတ်တွေ့ရမှာဖြစ်ပါတယ်ကျွန်တော်ဗီဒီယိုလေးတွေကို12ပုတ်ပေါ့ tense နဲ့မျိုးဆိုတော့12ပုတ် အကြားထဲမှာကျွန်တော်တခုပို့သွားတာဆိုတော့73ပုတ်ဖြစ်မယ်ပေါ့အဲ့ဒီဗီဒီယို73ပုတ်ကိုလည်းကြည့်နိုင်ပါတယ်ဒါဆိုရင်ကရိယာအပြောင်းလဲတွေအတိတ်မှာဘလို့ပြောင်းသွားတယ်အနာဂတ်မှာဘလို့ပြောင်းတယ်ပြီးစီးကရိယာမှာဘလို့ပြောင်းတယ်ဆိုတာအသေးစိတ်တွေ့ရမှာဖြစ်ပါတယ်လိုရင်ကျွန်တော် Facebook ကဗီဒီယိုတွေအကုန်လုံးကိုထပ်ပြီးတော့ playlist လုပ်ပေးပါမယ်ဒါဆိုရင်တနေရာထဲမှာကြည့်ရမှာပေါ့ဗျာအဲကျွန်တော် YouTube မှာ TikTok မှာတော့ကျွန်တော် playlist လုပ်ထားတာပါတယ်အဲ့ဒီမှာဆိုရင်တော့အတွဲလိုက်ကြီးကြည့်ရမှာဖြစ်ပါတယ်ဟုတ်ပြီ ပြောရင်ဆိုရင်လည်းကရိယာမျိုးစာ6ခုတိပြီးသွားပြီခုနကခုမြောက်ကရိယာကတော့ phrasal verbs ပါနေ့စဉ်စကားမှာအရေးကြီးတဲ့ phrasal verbs တွေကိုလည်းဥပမာလေးနဲ့တကွာကျွန်တော်ဗီဒီယိုလေးတင်ပေးထားပြီးသားပါ phrasal verbs ဆိုတာကတော့အစုအဖွဲ့လိုက်သုံးရတဲ့ကရိယာတွေပါအတိအကျပြောရရင် we bet တွေကရိယာလို့ပြောလို့ရတယ်နောက်တစ်ခုကတော့မူရင်းကရိယာရဲ့အတိအပယ်ဟာ we bet ပေါ်မူတည်ပြီးတော့ပြောင်းလဲသွားတတ်တယ်အဲ့ဒါလေးတွေကို phrasal verb သတ်မှတ်တာဖြစ်ပါတယ်ဥပမာ ask မူရတဲ့ဘယ်ကမေးတီခိုင်းတီဆိုတဲ့ဘယ်ပါဒါပေမဲ့ ask for လို့ပြောလိုက်ရင်တောင်းဆိုတီလို့ဖြစ်သွားတယ် look မူရတဲ့ဘယ်ကကြည်တီတော့မပုံပေါ်တီ look ရဲ့နောက်မှာ after ဆိုတဲ့ဝိပတ်သုံးလိုက်တာနဲ့စောင့်ရှောက်တီဆိုတဲ့ဘယ်ဖြစ်သွားတယ်ဒါကို phrase of after the match show ပြတ်တာတီ show ရဲ့နောက်မှာ off ထည့်လိုက်ရင် show off ကြွားတယ်လို့ဖြစ်သွားတယ်ဒါတွေကိုခုနှစ်ခုမြောက်ကရိယာမျိုးစားဖြစ်တဲ့ phrase of after သတ်မှတ်တာဖြစ်ပါတယ်နောက်ထပ်၈ခုမြောက်ကရိယာမျိုးစားကတော့ auxiliary verb ပါ auxiliary verb လို့ပြောလို့ရတယ် happen verbs လို့ပြောလို့ရတယ်အကူကရိယာပေါ့ဗျာအဲ့တော့အကူကရိယာတွေဆိုတာကတော့နောက်လည်လာမဲ့ modal verbs နဲ့မတူဘူးဆိုတာကိုသတိထားစေချင်ပါတယ် auxiliary verbs တို့မဟုတ် happen verbs အကူကရိယာဆိုတာကတော့ be do have ဒီသုံးခုဆိုတာဖြစ်ပါတယ်အဒီသုံးခုကဘာကြောင့်အကူကရိယာဖြစ်နေရလဲဆိုတော့ဝါကျအမျိုးအစားတွေကြောင်းတိုင်းကြောင်းတိုင်းမှာဒါလေးတွေကအကူအနေနဲ့ပါနေတတ်တာတွေ့ပါလိမ့်မယ် ဥမာ B ဆိုရင် MR is ဒါတွေကအကူကရိယာဖြစ်သွားနိုင်တယ်။ဥမာသူ့ရဲ့နောက်မှာ ING ဖြစ်လာတဲ့ပုံစံလေးတွေမှာဆိုရင် ING ကအတိတ်ကရိယာဖြစ်ပြီးတော့ MR is တွေကအကူကရိယာဖြစ်ရှိနေမှာ ဖြစ်ပါတယ်။ Do ဆိုရင်လည်းကျွန်တော်တို့ပစ္စုပန်မှာရောအတိတ်မှာရောဒီ do ဆိုတဲ့အကူကရိယာအသုံးပြီးတော့ဝတ်ကြတယ်အများကြီးဖွဲ့ရတာဖြစ်ပါတယ်။အထူးသဖြင့်လေးဝတ်ကြဖွဲ့တဲ့အခါတွေမှာဆိုရင်ဒီ do ရဲ့အရေးပါမှုကိုတွေ့ရပါလိမ့်မယ်။ have ဆိုရင်လည်းအရန်ကျေပြန့်တာတွေ့ရလိမ့်မယ်အထူးသဖြင့် be စကရိယာပုံစံနေမှာဆိုရင် have ကိုအကူကရိယာအနေနဲ့သုံးထားတာကိုအများစုတွေ့ရပါလိမ့်မယ် do ကို have and verb နဲ့သုံးထားတဲ့ပြစ်စုံပံဝေချလေးကျွန်တော်ပြောကြည့်ပါမယ်ဥပမာကျွန်တော်ပန်းဒီသလုံးစားရလို့ပြောလိုက်တော့မယ် i eat an apple ဒီနေရာမှာ do ဆိုတဲ့အကူကရိယာမပါသေးပါဘူးဒါပေမဲ့အငင်းပြောမယ်ငါပန်းဒီမစားဘူးလို့ပြောခြင်း i don't eat apples ငါပန်းဒီကိုမစားဘူးဒါဆိုရင် don't ဒါပါလေအဲ့ဒါအကူကရိယာပဲ eat ကအဓိကကြတဲ့ main verb အဓိကကရိယာဒါပေမဲ့ don't ဆိုတာလေးကအကူညီပေးရတယ်မစားဘူးဆိုတာကိုပြောဖို့အတွက် i don't eat အဓိကပြောရရင် do not ပေါ့ဗျာအဲ့မှာပါတဲ့ do not ကအကူကရိယာဖြစ်သွားတယ်မင်းဝန်လောက်ချင်တယ်မင်းပန်းသီးကြိုက်လားလို့မေးချင်တယ် do you like apples do you like apples you mean like ကြိုက်တယ် apples ပန်းသီး မင်းပန်းပြီးကြိုက်လာလို့မြဲခါမှာတကယ်လိုနေရကဒီသုံးခုအထိကလိုနေတာဒါပေမဲ့ရှေ့မှာ do ဆိုတဲ့အကူကရိယာ happen verb မပါဘဲနဲ့မေးခွန်းမဖြစ်ဘူး you like apples လို့ပြောရင်စကားအရာဖြစ်ပေမဲ့ grammar ရမေးခွန်းမဟုတ်ဘူးဒါကြောင့်မလို့ကျွန်တော်တို့က do ဆိုတဲ့အကူကရိယာလေးလိုအပ်နေတယ်မေးခွန်းအငင်းမေးခွန်းလုပ်မယ်မင်းမကြိုက်ဘူးလားပန်းပြီးမကြိုက်ဘူးလားလို့မြဲ don't you like apples မင်းပန်းပြီးမကြိုက်ဘူးလား အဲ့မှာဆိုရင်လေ you like apples ကအဓိကလိုနေတဲ့၃လုံးဒါပေမဲ့မေးခွန်းလုပ်ချင်လို့မကြိုက်ဘူးလားဆိုတဲ့ negative question လုပ်ချင်လို့ don't ဆိုတဲ့ have involvedly ပါနေတာဖြစ်ပါတယ် have ကိုအကူကရိယာဖြစ်သုံးထားတဲ့ဝါကြရလေအများကြီးရှိပါလိမ့်မယ်အထူးသဖြင့် present perfect tense တွေမှာဆိုရင်တွေ့ရမယ် past perfect tense မှာတွေ့ရပါလိမ့်မယ်ဥပမာကျွန်တော်အိမ်စာလုပ်ပြီးပြီ i have done my homework အဲ့တော့ i ကျွန်တော် then က do လာတာအိမ်စာလုပ်တယ် my homework ငါရဲ့အင်စာအဲ့မှာဆိုရင်ကျွန်တော်လုပ်တဲ့အင်စာဒီသုံးလုံးကဒီသုံးခုကအဓိကကြောက်ပေမဲ့လေကျွန်တော်အင်စာလုပ်ပြီးပြီဆိုတဲ့အဆင့်ကိုပြောဖို့အတွက်အခုကရိယာလုပ်နေတယ်အဲ့နေရာမှာ subject က i ဖြစ်နေတဲ့အတွက်ကြောင့်ကျွန်တော် have ဆိုတဲ့အခုကရိယာလေးလိုအပ်လာတယ် i have done my homework အဲ့ကြောင့်မှငါအင်စာလုပ်ပြီးပြီဆိုတာဖြစ်သွားတယ် i done my homework လို့ပြောရင်ငါအင်စာလုပ်ပြီးပြီဆိုတဲ့အဆင့်ကိုမရောက်တော့ဘူး အဲ့ဒီဝါကြကိုပဲ negative ဝါကြလုပ်မယ်ဆိုရင် I haven't done my homework အဲ့ဒါ exam လောက်ပါသေးဘူးဒီမှာလဲ haven't လေးမပါဘဲနဲ့ဝါကြမပြည့်စုံ तू ကကူညီပေးတာမလို့သူ့အကူကရိယာလို့သတ်မှတ်တယ်မင်းကလုပ်ချင်တယ်မင်းအင်စာလုပ်ပြီလား have you done your homework you mean then လုပ်တယ် your homework မင်းရဲ့အင်စာလုံးနေတာဒီသုံးခုကအဓိကပဲဒါပေမဲ့မင်းအင်စာလုပ်ပြီလားဆိုတော့မင်းကိုမေးဖို့တော့ကရှေ့မှာအကူလုံးနေတယ် ကူပေးရမယ့်ကရိယာက have ပဲဒါကအများကြီး subject မလို့ပါဆိုတော့ have you done your homework မင်းအင်စာလုပ်ပြီလားလို့ဖြစ်သွားတယ်ဒါဆိုရင် have မပါလို့မရဘူးလားဆိုတော့မရဘူးအဲ့ဒီမေခွန်းအဲ့ဒီချင်းနေနေမေးခြင်း have မပါလို့မရအညင်းမေခွန်းလုပ်ချင်တယ်မလုပ်ရသေးဘူးလားလို့မေးခြင်း haven't you done your homework အဲ့မှာ haven't လေးကအကူကရိယာပါဆိုတော့ကျွန်တော်ပြောတဲ့ auxiliary verbs သုံးဖို့ helping verbs ဆိုတာ be do have အဲ့လိုနေရာလေးတွေမှာအသုံးဝင်တာဖြစ်ပါတယ်။ဒါဆိုရင် အခုတောင်မှဗီဒီယိုကတော်တော်ရှည်နေပြီ။နောက်နှစ်ခုပဲကြာမှာတော့တယ်။ကိုခုမြောက်ကရိယာမျိုးစားကတော့ modal verbs သူကို auxiliary verbs လို့ပြောလဲရပါတယ်။ modal verbs တွေကတော့အများစုသိပြီးသားဖြစ်မှာပါ။အများစုကျွန်တော်ငငယ်တော့ဆိုရင် can could share ပါညာပြောခဲ့ကြတယ်။ဒါကတော့ can 90 could 9 kd သူက can ရဲ့အတိတ်ကရိယာလို့ပြောလို့ရတယ်။ဒါပေမဲ့သူ့အနာဂတ်မှာလည်းသုံးမယ်ဆိုတာလေးကိုသတိထားပါ။ ဝဲဝမဟုတ်ပါဘူးဗျဝဲလ်လိမ့်ကြီးအနာကမှာတုံးပါပဲသွားလိုက်မယ်စားလိုက်မယ်ဝဲလ်တတိထားပါအများစုမှားတယ်နော်ဝဲဝဲနဲ့ထွက်နေတယ်ဝဲမဟုတ်ဘူးဝဲလ်လာတာဆုံးပါတယ်နောက်တစ်ခုကတော့ wood လိမ့်ကြီးဒီဟာကဝဲရဲ့အတိတ်ကရိယာလို့ပြောလို့ရတယ်သူ့ကိုလည်းအနာကမှာတုံးတာလေးရှိလိမ့်မယ် shell shoot လို့ပြောကြမယ် shell shoot မဟုတ်ဘူး shell shoot shall က will နဲ့အဓိပ္ပာယ်တူပါတယ်အနာဂတ်မှာတုံးတယ်လိမ့်မီလို့တုံးတယ်ဒါပေမဲ့အများအဖြစ်ကတော့သိပ်မတုံးအထူးသဖြင့်အတိအကျပြောရရင် i နဲ့ we ကိုပဲ share နဲ့တုံးပါတယ် should should ရဲ့အဓိပ္ပာယ်ကတင့်တယ်လုံးတင့်တယ်ဆိုတော့အကြံပေးရတဲ့အခါမှာတုံးတယ်နောက်ထပ်တင့်တယ်ဆိုတဲ့အဓိပ္ပာယ်ကိုတုံးလို့ရတဲ့ modal verbs ကတော့ out out ကိုတုံးရင် तू ကထူးဆန်းတယ် to ဆိုတော့ဝိပ္ပတ္တိပါပေးရတယ် out to ဆိုတော့ modal verb တွေအကုန်လုံးထဲမှာမှာ ဒီ out တခုပဲသူသုံးရတာဂျန်တဲ့ကရိယာတွေရဲ့နောက်မှာလုံးဝလုံးဝသူမသုံးရပါဘူးဆိုလိုချင်တာကငါစားနိုင်တယ်လို့ပြောချင်တာကြီးကို I can eat လို့ပဲပြောလို့ရတယ် I can to eat လို့မရဘူးနောက်ပြောမယ် more of of မှာဆိုရင်အများစုမှားကြတယ် must ရမည်လုပ်ကိုလုပ်ရမယ်ဆိုတဲ့အဓိပ္ပာယ်ပါအဲ့တော့အများစုကျွန်တော်ကြားတာဆိုရင် must to ဆိုပြီးသုံးရတယ်မရပါဘူး more of of တဲ့မှာ out ကလွှဲရင်ဂျန်တဲ့ more of of တဲ့မှာလုံးဝ to မပါပါဘူးဆိုတော့ ခံရတော့မှာကရိယာတန်းလိုက်ရတယ် I can go I could go I should go I will go I shall go out to thought ကြတော့ I ought to go နော်တော့ကိုတော့မယ် I must go may may ရဲ့ဒီဘေကနိုင်ဖွယ်ရှိသည်ဖြစ်နိုင်ဖွယ်ရှိတဲ့အရာတွေကိုပြောတဲ့အခါမှာသုံးတယ် might နိုင်ဖွယ်ရှိခဲ့သည်တဟာ may ရဲ့အတိတ်ကရိယာလို့ပြောလို့ရတယ်ဒါပေမဲ့အနာဂတ်မှာလည်းသုံးလို့ရတယ်ဆိုတာလေးသတိထားပါဆိုတော့ဒါတွေအားလုံးက auxiliary verbs သို့မဟုတ် modal verbs တို့ပြောတာပါ ပြန်ပြောပါမယ် can could will would shall should ought to must may might ဒါတွေက modal verbs တွေပါဒီ modal verbs တွေကိုသုံးမယ်ဆိုရင် နောက်မှာကရိယာတိုက်ရိုက်လိုက်ရမှာဖြစ်တယ်အဲ့ဒီကရိယာကလည်းအတိတ်ကရိယာပြောင်းထားလို့မရဘူးအနာဂတ်ကရိယာပြောင်းထားလို့မရဘူးပြီးစီးကရိယာအနေနဲ့ပြောင်းထားလို့မရဘူးအဲ့ဒီကရိယာကို ing ပြောင်းတော့မရပါဘူးမူရင်းကရိယာလို့ခေါ်တဲ့ infinitive ကိုသုံးရမှာဖြစ်ပါတယ် ဆိုတော့ငါလုံးနိုင်တဲ့ I can do ငါသွားနိုင်တဲ့ I can go I can go ဆိုလို့မရဘူး I can go one လို့မရဘူး I can went လို့မရဘူး I can gone လို့မရဘူးเนาะအင်္ဂလိပ်စကားမှာဒါမရှိဘူးဆိုတော့ mode of verb တည်းရဲ့နောက်မှာမူရင်းကရိယာကိုဒါလိုက်ရမယ်ဆိုတော့သတိထားပါအဲ့မှာမှာချွန်းချက်အနေနဲ့ out ဆိုတဲ့ mode of verb ကိုသုံးရင်တော့ to လေးပါအောင်မယ်တစ်ဆက်သေးပြောရရင်အင်္ဂလိပ်စကားမှာဝတ်ကြရတဲ့မှာ to ဆိုတဲ့ we were ရဲ့နောက်မှာပါသမျှကရိယာဟာအမြဲတမ်း infinitive မူရင်းကရိယာဖြစ်ရတယ်ကရိယာတော့ရင်ပြောတာပါနံပုတ်အနေနဲ့ပြောတာမဟုတ်ပါဘူး to ရဲ့နောက်မှာ ing ပြောင်းပြီးတော့နံပုတ်သဘောမျိုးသုံးတာလေးရှိပါလိမ့်မယ်အဲ့ဒါလေးပြောတာမဟုတ်ပါဘူးကရိယာအနေနဲ့ပဲ to ရဲ့နောက်မှာထည့်သုံးမယ်ဆိုရင်တော့ infinitive မူရင်းကရိယာကိုသာသုံးအောင်မယ်ဆိုတော့သတိထားပါမူရင်းကရိယာကိုနောက်မှာ s ပေါင်းတာ es ပေါင်းတာတွေမရဘူး ed ပေါင်းတာတွေမရဘူးဟုတ်ပြီဒါဆိုရင်နောက်ဆုံး၁၀ခုမြောက်ကရိယာမျိုးစားကတော့ gerund ် gerund ဆိုတာကလွဲပါတယ်ကရိယာတွေအားလုံး ing ပေါင်းထားတာပါ ing ပြောင်းထားတဲ့ကရိယာတွေအကုန်လုံးကို gerund လို့သတ်မှတ်ပါတယ်တကယ်တော့သူဟာကရိယာအနေနဲ့အလုပ်ကိုလုပ်သလို noun ဘုတ်အနေနဲ့အလုပ်ကိုလုပ်ပါတယ်အဲ့တော့ noun ဘုတ်အနေနဲ့လုပ်တာကိုအများကြီးတွေ့ရပါလိမ့်မယ်ဒါကြောင့် ing ပေါင်းထားတဲ့ကရိယာတိုင်းကကရိယာလှုပ်လှုပ်တာမဟုတ်ဘူးဆိုတာကိုသတိထားပါတချို့သော ing ပေါင်းထားတာတွေကနံပုတ်အနေနဲ့အလှုပ်လှုပ်နေတယ်ဆိုတာကိုသတိထားပါဥပမာ he is eating an apple သူကပန်းသီးစားနေတယ် ဒီညမှာဆိုရင် he to the subject အဲ့ဒါပါလဲဆိုပြီးခဲ့တဲ့သင်ခန်းစာမှာကျွန်တော်တို့သင်ခဲ့တဲ့ pronoun မှာနံစာတတိယပုဂ္ဂိုလ်ယောက်ျားလေးအနေငယ် he is ဒါအခုဒီနေ့သင်လိုက်တဲ့ verb ပါ verb ထဲမှာမှာ verb to be လို့ခေါ်တဲ့ be verb ကို ပြစ်စုံပန်းအနေနဲ့သုံးတာပါ is eaten စားနေတယ်အဲ့တော့ eaten စားနေရဆိုတာက gerund ပါတကယ်တော့ तू ဟာ main verb လို့သတ်မှတ်လို့ရတယ် is ဆိုတာလေးကိုကျွန်တော်တို့က happen verb နေနဲ့သတ်မှတ်လို့ရသွားပြီဒါဆိုရင် तू ကစားနေတယ်အနာဖို့ပန်တီကိုဒီညမှာ eating ကကရိယာအလုပ်ကိုလုပ်နေတယ်လို့ကျွန်တော်သတ်မှတ်မယ်နောက်ထပ်ဥပမာတစ်ခုကြည့်ကြည့်မယ် keeping an apple a day keeps the doctor away ဒါအတိအကျတော့မဟုတ်ပေမဲ့လည်းစကားပုံရှိပါတယ်တနေ့ကိုပန်တီတစ်လုံးစားရင်ဆေးကနေသွားစရာမလိုဆေးကုသစရာမလိုကျန်းမာရေးကောင်းတယ်လို့ပြောတာပါဒီညမှာဆိုရင် eating ဆိုတဲ့ ing ကကရိယာလုံးဝမဟုတ်ပါဘူး तू ဟာနာမဖြစ်သွားတယ် နံပုတ်ဖြစ်သွားရင်ကျွန်တော်နောင်းကန်နာမှာပြောခဲ့သလိုပဲနံပုတ်ဟာ subject အလုပ်ကိုလုပ်လို့ရတယ် object အလုပ်ကိုလုပ်လို့ရတယ်ဒီညမှာဆိုရင် subject အလုပ်ကိုလုပ်တာဖြစ်ပါတယ် eating an apple ပန်းဒီတလုံးစားချင်းလို့ဖြစ်သွားတယ်စားနေတယ်မဟုတ်တော့စားချင်းဆိုတော့ ing တွေကိုတွေ့တဲ့အခါမှာအမြဲတမ်းကရိယာလုံးမတတ်မှတ်ပဲ ਨੇ တချို့နေရာတွေမှာ ing ဟာနံပုတ်ဖြစ်နေတယ်ဆိုတော့သတိထားစေချင်ပါတယ်ကဲဒါဆိုရင်တော့ nine parts of speech ဝါစင်ကကိုမျိုးတဲ့ကတတိယမြောက်ဖြစ်တဲ့ verb ကရိယာကဏ္ဍကိုတော်တော်လေးဆောင်းဆောင်းလင်းလင်းသိသွားတော့ပြီလို့မျှော်လင့်ပါတယ်ဒီမှာမှမရှင်းတာကိုမေးချင်ရင်မေးစရာတစ်ခုရှိတာကဆရာကျွန်တော်လေ့လာမယ့်ကရိယာတွေကျွန်တော်တွေ့တဲ့ကရိယာတွေဆိုရင်ဒီကရိယာက transitive verb လား intransitive verb လား regular verb လား irregular verb လားဆိုတော့ဘလို့သိမှာလဲဘသူကပြပြမှာလဲအဲ့တော့ကိုကိုကို self study လုပ်နေရတူဆိုရင်တော့ dictionary မဖြစ်မနေတော့ပါဘူး dictionary ဆိုတဲ့နေရာမှာကျွန်တော် physical dictionary ဆိုတဲ့စာအုပ်ကြီးရှိတယ် ကျွန်တော်တို့ကဆိုရင်စာအထူးကြီးတွေတုံးပါကျွန်တော်တို့ကျွန်တော်ကိုလက်ဆရာသမားလက်ဆောင်ပေးတဲ့ dictionary နော်လူတယောက်ကိုပြစ်ပေါလိုက်ရင်တော့မှအဲ့ဒါမူးမေးသွားတော့တယ်အဲ့တော့အနည်းဆုံး9လမှတော့ရှိတဲ့ dictionary ပေါ့ဗျာစာအုပ်ကြီးကျွန်တော်ဒီမှာပြင်သစ်ရောက်တော့လဲပြင်သစ် dictionary အများကြီးကျွန်တော်ပေးကြတယ်ပေးတဲ့သူကတော့စေနာရနဲ့ပေးလိုက်တာပဲနှစ်အုပ်လောက်ပေးလိုက်ရင်ကျွန်တော်ကျောက်ဖို့အိမ်နဲ့အမှ e-learning နဲ့ပြန်လာအလေးကြီးဆိုတော့ physical dictionary တုံးလို့ရတယ်စာအုပ်တွေပေါ့ဗျာ အကယ်၍စာအုပ်တွေမတုံးကျင်တော့ဘူးခင်မိလာပြီဆိုရင်တော့ဖုန်းထဲမှာရှာလို့ရတယ်ကွန်ပျူတာပေါ်မှာရှာလို့ရတယ်အဲ့ထဲမှာမှကျွန်တော်အကြိုက်ဆုံးကတော့ Cambridge တက္ကသိုလ်ကထုတ်ထားတဲ့ dictionary ပါအဲ့တော့အဲ့ဒီ dictionary ကိုသုံးမယ်ဆိုရင်ကိုကစကလုံးတစ်လုံးကိုရှာလိုက်ပါကျွန်တော်စလုံးရှာနည်းကိုလည်းအရင်တော့ပြောဦးပါတယ်ကိုကရိယာတစ်ခုသိချင်တယ်ဆိုလို့ရှိရင်ကရိယာလေးလိုက်ဥမာ go သွားတည်အဲ့တော့ကျွန်တော်တို့ Chrome ကပဲဖြစ်ဖြစ် browser တစ်ခုခုကနေပြီးတော့ GeoGo ောက်က meaning ဆိုပြီးရေးလိုက်ပါ M E A N I N G meaning အဲ goal ရဲ့နောက်မှာ meaning ရေးလိုက်တယ်ဆိုလို့ရှိရင်တာမန် Google ကနေအတိအပယ်ဖွင့်ဆိုထားတဲ့ English နဲ့အတိအပယ်ပြပေးလိမ့်မယ်အဲ့မှာမပြည့်စုံသေးဘူးဆိုရင်အဲ့ခက်အောက်မှာပါတဲ့စာရင်းတွေမှာရှိလိမ့်မယ် Cambridge Dictionary ဆိုပြီးလိုက်မယ်အဲ့တော့ Cambridge Dictionary ဆိုတာတွေ့လို့ရှိရင်အဲ့ဒါကိုနှိပ်လိုက်ပါ Cambridge တက္ကသိုလ်ကထုတ်ထားတဲ့ dictionary မှာဆိုလို့ရှိရင်ကရိယာရဲ့နောက်မှာကွန်းစာကွန်ပိလေးနဲ့တွေ့လိမ့်မယ်အဲ့ဒီကရိယာဟာ transitive verb နောက်မှာ object တိုက်ရိုက်လိုက်ရတယ်ဆိုလို့ရှိရင်ခွန်းစာကွန်ပိတ်ကြားထဲမှာထီပြထားလိမ့်မယ်အကယ်၍အဲ့ဒီကရိယာကနောက်မှာ object တိုက်ရိုက်မလိုက်ရလိုက်เสียမလိုတဲ့ intransitive verb ဖြစ်နေတယ်ဆိုရင်တော့အဲ့ခွန်းစာကွန်ပိတ်ရဲ့အလယ်မှာ i ဆိုတဲ့ပုံစံလေးတွေ့ရပါလိမ့်မယ်အဲ့ဒီကရိယာက modal verb ဖြစ်နေတယ်ဆိုရင်လေခွန်းစာကွန်ပိတ်နဲ့ modal ဆိုပြီးတော့ပြပေးထားတာတွေ့ရလိမ့်မယ်ဆိုတော့ dictionary သုံးဖို့ကတော့အရန်ရည်ကြည့်ပါတယ်အတိအကျသိချင်ရင်ပေါ့ဗျာကဲကျွန်တော်ပြောတာလည်းတော်တော်များပါပြီဗီဒီယိုလည်းရှေ့ပါပြီဆိုတော့ အရင်လဲပြောရတာနှက်ဆိုင်တာမလို့ကျွန်တော်သင်္ကန်းစာလေးတွေကိုတရက်ကျော်မှတစ်ခါတင်ပေးနေတာဖြစ်ပါတယ်မဟုတ်ရင်ကျွန်တော်မှတ်ရတာချုပ်တော့မှာစိုးတော့ပါဒီနေ့တင်လိုက်တဲ့ verb ကရိယာနဲ့ပတ်သက်တဲ့အမျိုးအစားတွေကရိယာသုံးပုံသုံးနည်းလေးတွေနားမလည်တာရှိရင်မေးစရာလေးရှိရင်လဲခေါမမှာမေးနိုင်ပါတယ်ဒီသင်္ကန်းစာကမေးစရာအတွက်အကျိုးရှိရဆိုရင်လဲ share ပြီးတော့တောင်းဆိုပါတယ်ကျွန်တော်ရဲ့ Facebook page ကိုအခုလိုအကျိုးရှိတဲ့သင်္ကန်းစာလေးတွေလေ့လာဖို့အတွက် like and follow လုပ်ထားပါ YouTube channel ကိုလည်း like and subscribe လုပ်ပေးထားပါ ဒါဆိုရင်ကျွန်တော်ရဲ့သင်ခန်းစာရဲ့အသစ်တင်တိုင်းမိတ်ဆွေတို့မြင်တွေ့ရမှာလေ့လာနိုင်မှာဖြစ်ပါတယ်။အားလုံးအတွက်အကျိုးရှိပါစေဗျာ။